ဆေးဆုပ်ပိုင်းရိုက်လုပ်ငန်းတွေမှာနိုင်ငံရေးပါတီတွေကအထက်အနက်မှုတွေညှာလာနေတယ်လို့သိရပါတယ်ဒီသတင်းကိုတော့ဒေါ်လေးလေးမုံကပေးပို့ထားတာပါ2020ကြားပြတ်ရေကောက်ပွဲကာလတဲ့2015ရေကောက်ပွဲကာလမှာလက်ရိုက်ဆေးဆုပ်ပိုင်းရိုက်အထက်လုပ်ငန်းလုပ်သူတွေပါတီအမှတ်တံဆက်အင်ဂျီတွေရိုက်နှိပ်နေရတာကြောင့်စီပွားရေးကောင်းတဲ့ကာလလို့ပြောရမှာပါ2012တုန်းကတော့ဒီຢာနဲ့ခြီလောက်ပဲလို့ရတာပေါ့เนาะအခု2015မှာတော့ညီမတို့တောင်းနဲ့ခြီတော့လို့ရတာပေါ့เนาะအဲ့လိုမျိုးပေါ့ ပါတီကြီးတွေကအဓိကလာအပ်ကြတာဖြစ်ပြီးအများဆုံးရိုက်နှိပ်တာကတော့အထည်အရေအတွက်တောင်းခနန်းကနေသိန်းခနန်းအထိရှိပါတယ်။ဆက်ရိုက်တွေကဈေးပိုများပြီးဈေးကွက်ထဲမှာတော့လက်ရိုက်တွေကပဲအယောင်းသွက်နေတာပါ။ပါတီနိုင်ငံရေးကတော့ NLD ကတော့နည်းနည်းပေါပါရက်ရတာပေါ့နော်။ကြက်ကြက်နဲ့သိသိကြောမလာပါဘူး။ဘာဖြစ်လို့ဆိုတော့လက်ရိုက်ဈေးနည်းနဲ့တက်တာလေးရှိမှသူကဈေးပေါပေါနဲ့ရိုက်ကြတာ။ကျွန်တော်ကြောက် quality ကြောက်ဈေးနည်းနဲ့မြင့်တဲ့အခါကျတော့ကျွန်တော်ရှိမှသိမလာဘူး။ ဒီကာလာဆိုရင်တော့ဒါမဲရှိတဲ့အတွက်ပိုတော့လောရတာပေါ့နော်ကျန်တဲ့ဟာလေးဆိုရင်တော့သူ့ရာသီနဲ့သူ့မျိုးစားနဲ့သူသွားတာပေါ့ဒီဟာကတော့ဒီကာလာမဲဆွဲတဲ့ကာလာကတော့ကျန်ခံရေးနဲ့ LED နဲ့ကတော့ပိုလောရတာပေါ့မာရဲ့ကျန်တဲ့ချိန်ကတော့သူ့ရာသီနဲ့သူ့ဟာပေါ့နော်ကထိန်ဆိုလဲကထိန်ဟိုရှင်ပြူဆိုလဲရှင်ပြူအဲ့လိုမျိုးလေးသူ့ရာသီနဲ့သူတို့ရရပါတယ်ဈေးဆိုပိုက်ရိုက်ဆိုင်တွေကစေးအောင်ဒီဇိုင်းစာရန်ပါလက်ရိုက်တီရှပ်တစ်ထည်ကိုကျပ်ငွေ1600ကနေ1800အထိပေးရပြီးဆက်ရိုက် တီရှပ်တစ်ထည်နှုန်းကတော့ကျပ်ငွေ3000ကနေ6000တိပေးရတာဖြစ်ပါတယ်။အဲနဲဒီတီရှပ် PC ဆိုရင်ညီမတို့က16 18လောက်တော့ယူရမှာအယောင်ပေါ်ပေါ့နော်။သူတို့ကအယောင်နဲ့ယူတာရှိတယ်။အနီရောင်ဆိုရင်ဈေးမြင့်နေအဖြူရောင်ဆိုရင်ဈေးပေါ်တယ်ပေါ့နော်။အဲ့လိုမျိုးလေး။လက်ရိုက်ရှောက်တစ်ချက်ရိုက်ပြီးတော့နောက်တစ်ချက်ထပ်ပေါ်ကသူတို့ခက်သွားတာ။သူကစက်ကထိမ်းမိသားအတွက်အထက်ထက်ထက်ရိုက်ပြီးရဆယ်ကလေးရိုက်လို့ရတယ်ကျွန်တော်တို့ထပ်ပြီးဘာမှမဖြစ်စေးသားတာကောင်းလာတာပေါ့နော်။အဲ့လိုမျိုး။ဈေးကုန်ကြတာလည်းများလာတာပေါ့။ပုံကြသိတော့များလာတယ်။အဲ့ကြောင့်ဈေးနှုန်းကကျွန်တော်တို့ယူရမှာ။ သူတို့ယူတဲ့ဈေးနှုန်းနဲ့ကျွန်တော်ကနည်းနည်းလေးပိုသွားတယ်။2015ရေကောက်ပွဲမတိုင်ခင် ကာလမှာရေကောက်ပွဲနဲ့ဆက်ဆက်နေတဲ့စင်းစိုးပိုက်ရိုက်နဲ့တစိမ့်လုပ်ငန်းတက်ဂီတာနဲ့အသံမိုင်းဝင်ဆောင်မှုလုပ်ငန်းတွေစတဲ့ဆက်ဆက်လုပ်ငန်းတွေကဝင်ငွေကောင်းနေတာဖြစ်ပါတယ်။ကျမလီလေးမော်မ